အားလုံးပဲမင်္ဂလာပါ Soga House ကနေပြန်လည်ကြိုဆိုလိုက်ပါရယ်အခုတင်ဆက်ပေးချင်တာကတော့2025ခုနှစ် Las Vegas Grand Prix Review ပဲဖြစ်ပါရယ် Las Vegas Grand Prix ကစိတ်ဝင်စားစရာတွေနဲ့ပြင်းထန်ခဲ့ပြီးတော့ဒီပွဲမှာလည်းနောက်ထပ် drama တွေကိုကျွန်တော်တို့ခန်းစားခဲ့ရတယ်ဒီပွဲကိုအနိုင်ရရှိသွားတဲ့ driver ကတော့ Max Verstappen ဖြစ်ပြီးတော့ McLaren ကာမော်သမားနှစ်ယောက်ကတော့ကန်ဆိုးစွာပဲ disqualify ဖြစ်သွားခဲ့တယ်သူတို့တွေအနေနဲ့ plan ဝဲလို့ခေါ်တဲ့ကားအောက်ပိုင်းမှာတိုင်းတာတဲ့ plank ပေါ့နော်အဲ့ plank ကဝဲဖြစ်ခြင်းစားခြင်းပုံမှန်ထပ်ပို့ပြီးတော့ဖြစ်နေခဲ့တဲ့အတွက် penalty ထိခဲ့ပြီးတော့အဲ့ penalty ကြောင့် disqualify ဖြစ်ခဲ့တယ်။ပွဲရဲ့ရလမှာတော့ Lando Norris ကအဆင့်နှစ်ရရှိခဲ့တယ်ပေါ့နော်ဒါပေမဲ့လည်း အခုလိုမျိုး disqualify ဖြစ်ခဲ့တဲ့အတွက်အမှတ်က0ဖြစ်သွားတယ်။ဒီအနေအထားကြောင့်လက်ရှိ title အနေအထား title contending ဝိုင်းပြီးတော့ပြန်ဆိုင်နေတဲ့အနေအထားမှာထိပ်ဆုံးမှာ Lando Norris ဦးဆောင်နေသေးပဲ။ဒါပေမဲ့ Max Verstappen က24မှတ်အကွာအထိကတ်လာခဲ့ပြီးပြီးတော့ Max Verstappen နဲ့ Oscar Piastri ကလည်းအမှတ်တူသွားခဲ့ပြီ။အဲ့တော့ legend နှစ်ပွဲ Carter UAE ဒီနှစ်ပွဲစလုံးမှာစိတ်ဝင်စားစရာအပြည့်တွေနဲ့ကျွန်တော်တို့ဆက်လက်ကစားသွားရဖို့ရှိတယ်။လက်ရှိအခြေအနေကတော့ Las Vegas မှာ Max Verstappen အနေနဲ့အကောင်းဆုံး မောင်းနေနိုင်ခဲ့တယ်သူရဲ့တာထွက်မှာဒီအနိုင်ယူနိုင်ခဲ့ခြင်းကတပွဲလုံးအနိုင်ရရှိဖို့အတွက်ဖြစ်လာစေခဲ့တယ်ပေါ့နော်ပြီးတော့ဒီ Lando Norris တို့ရဲ့ disqualify ဖြစ်ခြင်းပြဿနာလည်းရှိသလို Lando Norris ဟာဒီကောင်းတဲ့တလောက်ကောင်းအောင်မမောင်းနိုင်ခဲ့ဘူးလားဆိုတဲ့မေးခွန်းပြီးတော့ Oscar Piastri အတွက်ပို့ပြီးတော့မေးစရာမေးခွန်းရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့အနေနဲ့ဒီပြိုင်ပွဲကိုချင်းကတ်တဲ့အခါမှာ disqualify အကြောင်းကိုကျွန်တော်နောက်ဆုံးမှပြောမှာဖြစ်ပြီးတော့လောလောဆယ်ဒီပြိုင်ပွဲရဲ့အကြောင်းကိုတော့အရင်ပြောသွားမယ် ဘာလို့လဲဆိုတော့ဒီပြိုင်ပွဲကအမ် F1 ရဲ့ပတ်စံတွေအများကြီးရင်းနှီးမြှုပ်နှိုင်ပြီးတော့ကိုယ်တိုင်ကိုကြအများကြီးနေရာများစွာမှာပါဝင်ထားတဲ့ပြိုင်ပွဲတစ်ခုဖြစ်တယ်ဒါ Las Vegas မှာအားလုံးလည်းသိရတဲ့အတိုင်းကဘာကျော်မြို့တော့ Sphere ကြီးကလည်းလက်ရှိချိန်မှာဒါအရင်ကြော်ကြတယ်ဗောနော် Sphere မှာပါဝင်ဖို့အတွက် Sphere အတွက်ကိုတော့ Formula 1ကပတ်စံတွေအများကြီးအကုန်ကြခံထားတာဗောလीအဲ့လိုပုံစံမျိုးဒီပွဲက Travel Destination ပုံစံအများကြီးပါဝင်တက်ရောက်နေတယ် ီးတော့ဒီအမေရိကမှာဆိုရင်၃ပွဲလက်စ်ဗီဂတ်ကလာနောက်ဆုံးလောက်တာပေါ့နော်အဲ့တော့မိုင်အမီအဲပြီးတော့ဒီ COTA ပေါ့နော်ဒီ Circuit of the America အခုလက်စ်ဗီဂတ်လက်စ်ဗီဂတ်ကတော့ဒါ Street Circuit ဖြစ်တယ်ပေါ့လေသူနဲ့ပတ်သက်ပြီးတော့ဒီလက်စ်ဗီဂတ်မြို့တွေကအထင်ကြီးနေရာတွေကိုဖျက်မောင်းတာဖြစ်တဲ့အတွက်ဒီဓာတ်ပုံမြင်ကွင်းတွေရုပ်ရှင်မြင်ကွင်းတွေမှာတော့ဒါအရန်ကိုလှပတဲ့အဲ scenario တွေကိုကျွန်တော်တို့ခန်းစားခဲ့ရတယ်အရန်ကို scenic ဖြစ်တယ်ပေါ့နော်ပြီးတော့ marketing value အရအရန်ကိုမြင်ပါတယ်ဒီပြိုင်ပွဲကြောင့် ဒီ Las Vegas တွေကငကိုရဲ့ဈေးကြီးပြီးသားဟိုတယ်တွေဈေးတွေအတကုန်ခုံတက်ခုံနေပြီးတော့ဒီ travel destination တခုအဖြစ်စိတ်ဝင်စားစရာအဖြစ်ဒါဖန်တီးတယ် F1 ရဲ့စီးပွားရေးနေရာတခုပေါ့နော်အဲဒီ Las Vegas ကိုအကောင်းဆုံးသူတို့ကအသုံးချနေရပြီးတော့ဒီပြိုင်ပွဲနဲ့ပတ်သက်ပြီးတော့လေဒီ sphere ကြီးကိုအကောင်းဆုံးအသုံးချတာအပြင်ကိုဒီ Mickey Mouse နဲ့ဒါ Bellagio ကအရှေ့ဘန်းနေမှာအဖျော်ပြေးခဲ့တာပေါ့နော်အဲ Bellagio ဆိုတာကဟို Ocean Ocean ရုပ်ရှင်ပေါ့ Ocean 11နဲ့မှာပါတဲ့ တမရတိုက်ခဲ့တဲ့ပလာဂျီယိုအဲ့မှာဒီရေဘန်းကြီးရှိတယ်ရေဘန်းကလည်းလာနာမည်ကြီးတယ်အဲ့ရေဘန်းနဲ့အတူ Mickey Mouse က Formula 1 theme song နဲ့ဖျော်ဖြေခဲ့တာမျိုးအဲဒီလိုမျိုးပေါ့နော်တချို့တွေကလည်းဒီလိုဖျော်ဖြေမှုတွေကိုအရင်စိတ်ဝင်စားကြတယ်အဲ့တော့ဒီလိုမျိုး Formula 1ဟာတင်ဆက်နေတယ်ပြီးတော့ဒီနောက်ပိုင်းမှာလည်းတခြားသောဒီဖျော်ဖြေရေး season တွေအများကြီးပါဝင်တယ်ပေါ့နော်အဲ့တော့ဒါကဒီ Las Vegas ရဲ့စိတ်ဝင်စားစရာအပိုင်းပြီးတော့ဒီ Las Vegas Circuit က Street Circuit ဖြစ်တယ်ကိုယ်ကအရင်မခက်ဘူး အရန်ရှည်လျားတဲ့ straight တွေရှိတယ်အဲ့တော့2 km လောက်ရှည်လျားတဲ့ straight တွေလည်းရှိတယ်ဂွေတွေကလည်းအရန်မခတ်ဘူးအဒီကွင်းရဲ့ nature က low down force ပေါ့နော် down force ကိုနည်းအောင်ဆင်ရတဲ့ဘွဲဖြစ်တယ်အဒီဘွဲမှာ long low down force ဖြစ်ခဲ့ပြီးတော့ um အခြေအနေတွေကဘယ်လိုလဲဆိုတော့ကြော်တက်ဖို့ဒီနေရာတွေအများကြီးဖန်တီးပေးထားတယ်ဒါပေမဲ့ကိုကဒီမိအောင်လိုက်နိုင်တဲ့ဒီအကွာဝေးမရောက်ဖို့တော့မအောင်လို့တာပေါ့နော်အဲ့လိုရောက်ဖို့ မမောင်းနိုင်ဘူးဆိုရင်ဒီပြဿနာတက်တယ်ပေါ့နော်လန်နိုနော်ရစ်ကအဲ့ဒီရောက်မဲ့ဒီမိနိုင်တဲ့အကွာအဝေးထိသူမရောက်လာခဲ့ဘူးအဲ့တော့ဒီမှာပြဿနာတက်ခဲ့တယ်ပြီးတော့ tire management tire temperature management ပေါ့အဲ့တော့ဒီပြိုင်ပွဲကျင်းပတဲ့အချိန်ကျွန်တော်တို့နိုင်ငံမှာဆိုတော့မနှစ်ပိုင်းကြီးရတယ်ဒါဘာဖြစ်ဖြစ်ကောင်းပါလေကြီးရတယ်အေးမပြတ်ဘူးပေါ့လေဒီ last week မှာတော့ညညဘက်ကြီး10နိုင်လောက်အချိန်ကြီးမောင်းလာအဲ့ဒီအတွက် temperature ကအေးတယ် F1 circuit တွေအကုန်လုံးထဲမှာအေးအေးဆုံးလို့ပြောလို့ရတယ်အဲ့တော့ temperature ပြတ်တ temperature အေးနေရဆိုရင်ဘိန်းရဲ့ tire ရဲ့ အဲဒီ temperature လိုအပ်တဲ့အပူချိန်ရရှိဖို့အတွက်လိုအပ်တာ။အဲ့တော့အဲ့ဒီ require tire management tire temperature ကိုဒီ manage လုပ်နိုင်ခြင်းဟာအရင်အရေးကြီးတယ်။အဲ့လိုလုပ်နိုင်ဖို့အတွက် clean air ကလည်းအရင်အရေးကြီးတဲ့နေရာကနေပါဝင်တယ်။ဒါကြောင့်မလို့ဒီတာထွက်မှာ Lando Norris slow start ဖြစ်ခဲ့ပြီးတော့ Verstappen အကောင်းဆုံးမောင်းနှင်နိုင်ခဲ့ခြင်းအနိုင်ယူခဲ့ခြင်းကဒီပွဲလုံးတစ်ပွဲလုံးအတွက်တာသွားခဲ့တယ်ပေါ့နော်။ Lando Norris က ဒီ qualifying မှာအမကန်မောင်းနေခဲ့တယ် qualifying ကတော့ထူးထူးဆန်းဆန်းပဲဘရာဇီးမှာမိုးမရအောင်လက်စလီကမှာမိုးလာရသွားတယ်အဲ့တော့ what qualifying ဖြစ်ခဲ့တယ် inter intermediate တိုင်းနဲ့မောင်းနေခဲ့ရတယ် verstappen လည်းကောင်းတယ် carlo sainz အရန်ကောင်းတယ်ဒါပေမဲ့ lando norris က perfect မောင်းနေသွားခဲ့ပြီးတော့ pole position ရသွားတယ် oscar ps3 ကတော့ညံပြင်းခဲ့တယ်လို့ပြောလို့ရတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ကဒီ free practice တွေမှာရော qualifying မှာရော main race မှာရော ဒီ McLaren Carnacy ရဲ့ face ပေါ့နော်အမြင်ဆုံးကိုရှင်းကြည့်တဲ့အခါမှာ identity ဖြစ်နေတာကိုကျွန်တော်တို့တွေ့ရတယ်။တူနေတယ်။တချို့အခြေအနေတွေမှာ Oscar Pierre ရဲ့ကားတော့မြန်နေသေးတယ်။အဲ့တော့ကားပြဿနာမဟုတ်ဘူး။သူမောင်းတာလိုအပ်ချက်ရှိခဲ့လို့။အလိုအပ်ချက်ရှိရဆိုတာကကြတော့ဒီ champion စုကိုဝိုင်းပြိုင်နေတဲ့အနေအထားမှာ तू နည်းနည်းလေးဟသွားတယ်ပေါ့နော်။ဟသွားတဲ့အတွက် तू full possession မရအောင်။ full possession ကဒီပြိုင်ပွဲလိုနေရာမျိုးမှာအရေးကြီးတယ်။ क्वीन ကကျင်းတာတော့မဟုတ်ဘူး။ဒါပေမဲ့ကိုကားကငကိုရဲအားကောင်းမိတာအားကောင်းမိတာဖြစ်တဲ့အခါမှာကိုကစောစောစီစီဦးအောင် ဒီ fresh start နဲ့အတူထိတ်ဆုံးကမောင်းနေနိုင်ခဲ့မယ်ဆိုရင်ပိုကောင်းတဲ့ clean air ကိုရရှိမယ်အဲ့ clean air နဲ့အတူခုနတရားကွာခြားမှုကိုပို့ပြီးတော့ဟာတဆဟောင်းအောင်လုပ်နိုင်မယ်ဒီလိုနည်းနဲ့အနိုင်ရရှိမယ်ပေါ့နော်အဲ့တော့ Oscar Pierre ရွှေနေနဲ့အဲ့ဒီ qualifying မှာစွမ်းဆောင်နိုင်မှုကိုဆုံးရှုံးခဲ့တယ်ဆုံးရှုံးခဲ့ရဆိုတော့ तू ကဒီ second row လောက်တော့မဟုတ်ဘူးအနောက်ကိုလည်းနေရောက်သွားတယ်ပေါ့နော်အဲ့တော့ဒါကအားနေချက်ပြီးတော့ပွဲအတွင်းမှာလည်း तू ဟာ Lando Norris ရဲ့ slow start ဖြစ်ခြင်းကိုအသုံးမချနိုင်ခဲ့ဘူးအသုံးချနိုင်ခဲ့တာက Max Verstappen Verstappen က အဲဒီလိုအနေထားမျိုးကို instant နဲ့တုံ့ပြန်တာအရင်ကောင်းတယ်ပြီးတော့အော်ဒီ Lando Norris က excessive ပေါ့နော်ဘယ်လိုဖြစ်သွားလဲဆိုတော့ तू ကဒီ तू က clean side မှာ Verstappen က dirty side မှာအဲ့ရနေ तू က dirty ဘက်ကြီးကိုအတင်းကြီးဒီဝင်လိုက်တာပေါ့နော်အဲ့တော့ဝင်လိုက်တဲ့အခါမှာဒါသူတို့အတင်းရဲ့ဒီ setup ကိုသူတို့ပဲသိမှာပေါ့နော် start track တည်းက reaction time နဲ့ဒီထွက်တဲ့ပုံစံမှာ Lando Norris ကလည်းနည်းနည်းလေးနှေးတယ် ပြီးတော့ဒီသူတို့ရဲ့ tire temperature သူတို့သိတယ်ပေါ့နော်အဲ့တော့ကြားရတဲ့သတင်းတွေအရ tire temperature ဘိုင်းမှာဒီစိတ်တိုင်းကြားရတဲ့ temperature မျိုးမရှိခဲ့ဘူးဆိုပြီးတော့သိရတယ်အဲ့ဒီအတွက်ကြောင့်အဲ့ဒီစိုးရိမ်မှုရှိတယ်ဒီအမြန်ဆုံးတိုင်းတာတဲ့ဒီစနစ်တွေအရ star ထွက်မှာ vesta ban ကပုံမြန်နေပြီ kia တော့ဒါပို့ပြီးတော့ထိုးထားတယ်လို့ကျွန်တော်ပြောလို့ရတယ်ပေါ့နော်ပို့ ိုပြီးရှေ့ရောက်တဲ့ဂီယာရောက်နေပြီပေါ့နော်အမှ Lando Norris က2ဆိုရင် Verstappen 3ရောက်နေတဲ့ပုံစံမျိုးအဲ့လိုမျိုးဖြစ်နိုင်တာဖြစ်တဲ့အတော့ Lando Norris ကဒီဟာကိုသတိကြီးကြီးနဲ့ defense ဆလုပ်တယ်ပေါ့နော်ဆထွက်ကလေးက defense ဆလုပ်တာဖြစ်တဲ့အတော့ तू defense လုပ်တာက तू အဆုံးထိသွားပြီးတော့ defense လုပ်ခဲ့တယ်ပေါ့နော်တကယ်ဆိုရင်တဝက်လောက်ထိပဲ clean clean side ရဲ့အဆုံဆုံးလောက်ထိ तू သွားလိုက်တယ်ဆိုရင် तू ဒီ dirty side ဘက်ကိုမရောက်ဘူး तू dirty side ဘက်ကိုသွားလိုက်တာမျိုးတွေ့ရတယ်ပြီးတော့ဒီ corner မှာ तू လိုအပ်ချက်ဖြစ်သွားတယ်အတော့ ဖက်ဆာဘန်ကဒါကိုကြော်တက်သွားတယ်ဖက်ဆာဘန်နဲ့မဟုတ်ရက်ဆယ်ပါကြော်တက်သွားတယ်အဲ့တော့ဒီဖြစ်ရက်ကဒီပွဲကိုအဆုံးဖြတ်ပေးခဲ့တဲ့ဖြစ်ရက်လို့ကျွန်တော်ကတော့သတ်မှတ်ချင်တယ်အဲ့နောက်ဘက်မှာမောင်းသွားတယ်တော့အရန်ကိုကောင်းတယ်ဖက်ဆာဘန်ကတော့ဘာမှလက်ကြည့်စရာမရှိဘူးသူဒီ tire management ကိုအကောင်းဆုံးလုပ်သွားတာကိုကျွန်တော်တို့မြင်တွေ့ရတယ်ဒီရက်ဆယ်နဲ့ဒီလန်ဒိုနိုရစ်ရက်ဆယ်ကဘာပြဿနာရှိလဲဆိုတော့သူ qualify နေတယ်သူပြောပြီးသားသူ့ရဲ့ CR မှာပြဿနာရှိတယ် power steering ဟာ hydraulic ဖြစ်တဲ့အတွက်ဒီပြဿနာဒီဥစ္စာတွေကိုပွဲထဲမှာခလုတ်နေပြီးဖြေရှင်းလို့ရတဲ့အရာမဟုတ်ဘူးအဲဒီပြဿနာတက်ခဲ့တယ်ဆိုပြီးတော့ကျွန်တော်တို့မြင်တွေ့ရတယ်အစောပိုင်းမှာတော့ဒါ virtual safety car တွေပါဖြစ်သေးတယ်အဲ့ virtual safety car လို့အခြေအနေတွေမှာတော့ wrestler ဟာ fashion ban ကိုဒါမီလူနီးပါလိုက်နိုင်ခဲ့ဒါပေမဲ့မီတော့မမီခဲ့ပါဘူးနောက်ပိုင်းမှာတော့ဒါ wrestler အနေနဲ့ဒီ Lando Norris ရဲ့ဒုက္ခပင်းမှုကိုလာခံခဲ့ရတယ်ပေါ့နော်အဲဒီ battery ကအရင်ကြီးတော့အရင်မကြီးဘူးပို့ပြီးတော့အရေးကြီးတဲ့ battery က ဒီ Oscar Piastri ပေါ့ Oscar Piastri ကဘာဖြစ်တယ်လဲဆိုတော့သူက Kimi Antonelli နဲ့ Ferrari ဒီ Leclerc ထားတဲ့မှာ traffic တဲ့မှာရောက်နေခဲ့တယ်ပေါ့နော်ဒီပွဲရဲ့သူ့ရဲ့အမြန်နှုန်းဟာ340ဝန်းကျင်မှာရှိတယ်မြန်တယ်တခြားအမြန်ဆုံးကားရင်လည်းတန်းတူပဲသူ့ရဲ့ပြိုင်ဘက်ဒီ Lando Norris တွန်းလည်းတန်းတူပဲဒါပေမဲ့သူဟာ traffic တဲ့ရောက်နေတဲ့အတွက်ကြော်တက်နိုင်ခြင်းမရှိခဲ့ဘူးပြဿနာတက်ခဲ့တယ်ပေါ့နော်အထူးသဖြင့် Kimi Antonelli ဒီပွဲမှာမောင်းသွားလာအရန်ကောင်းတယ်သူကကန်ဆိုးစွာပဲသူလည်းကန်ဆိုးတာကတာထွက်မှာ ူနည်းနည်းလေးဘဲကိုလှိမ့်မိလိုက်တယ်ပေါ့နော်လှိမ့်မိလိုက်တာဖြစ်သွားတဲ့အတွက်ဒီဟာကြောင့်ရရှိတဲ့သူ့အတွက် advantage မရှိဘူးဒါပေမဲ့သူဒီဟာကိုသွားကျူးလွန်မိတဲ့အတွက်အထုံးစံတိုင်းပဲဒီ force start ကနားလေးမှာကြောက်သွားခဲ့ပြီးတော့10 second penalty ထိခဲ့တယ်။ဒါကြောင့်မလို့ပွဲပြီးမှာတော့ Oscar Pierre ကကြော်တက်သွားပြီပဲ။တကယ်တမ်းပွဲထဲမှာကြတော့အဲ့ဒီရှေ့ရ Kimi Antonelli ရဲ့အကောင်းဆုံး defend လုပ်နိုင်မှုကြောင့် Oscar Pierre တပွဲလုံးတိုင်ပတ်သွားခဲ့တယ်။ ူဘာမှအလုပ်လို့မရခဲ့ဘူးတကယ်လို့သာအဲ့ဒီခင်မီအန်တိုနယ်လီကိုတချို့သောဂွေးမှာဂျော်ဒန်နိုင်ခဲ့တယ်ဆိုရင်သူဟာရှေ့ကကစားသမားတွေကိုလိုက်မိကောင်းမိနိုင်တယ်သူကမြန်မိတာဒါပေမဲ့ရှေ့ကဒီဖန်လုံးနေတဲ့ကားရှိတဲ့အခါမှာအဲ့ဒီဒီဖန်လုံးနေတဲ့ကားကြောင့် traffic တွေပိတ်မိပြီးတော့တိုင်ပတ်သွားခဲ့တယ်ဗောနော်အဲ့တော့ဒီခင်မီအန်တိုနယ်လီရဲ့ defending ကိုကျွန်တော်တို့တေချာပေါက်ချီကျူးရမယ်သူအနောက်ကနေရှေ့အထိရောက်အောင်လာတာလဲကောင်းတယ်လို့အဲ့ရှေ့ရောက်နေတဲ့အခြေအနေမှာဒီ၄နေရာကနေအဲဒီနောက်ကငားမှာရှိနေတဲ့ Oscar PSU ကိုအကောင်းဆုံးပိတ်ဆို့သွားတာလေဒါတကယ်ကို ကြီးကျူရမယ်မောင်းနေမှုပေါ့နော်တော်တော်လေးသဘောကျဖို့ကောင်းတယ်အထူးသဖြင့်အမ်ဘယ်လိုပြောမလဲအချိန်နဲ့မောင်းပြီးတော့ကိုွေတဲ့နေရာတွေမှာ तू ဟာအချိန်နဲ့ရှော့ကြရမလို့ तू ကိုွေတာလေတတ်တရရရနဲ့လိုတဲ့အတိုင်းဖြစ်ခဲ့တယ်တပွဲလုံးဒီပါအဲ့လိုမျိုးကျွန်တော်တို့ဒါဟိုရိုက်ပြတဲ့အချိန်တွေပေါ့နော်ရိုက်ပြတဲ့အချိန်တိုင်းမှာကျွန်တော်တို့အဲ့လိုမျိုးမြင်တွေ့ရတယ်အဲ့တော့ဒါကအော်စကာပီယိုရှီဒုက္ခပေးခဲ့တဲ့အချက်ဖြစ်ပြီးတော့သူရဲ့ဒီ driver championship အတွက်လည်းကျွန်တော်နောက်ပိုင်း disqualify ဖြစ်တာနောက်မှဖြစ်တာဘာမှမသိဘူးအဲ့အရှိမမောင်းတဲ့ဥစ္စာကကြတော့ အဲဒီပွဲတွင်မှာအဲ့ဒီခံစားချက်ကိုကျွန်တော်နေရခဲ့တယ်သူမှလိုအပ်ချက်ရှိခဲ့တယ်လန်ဒိုနိုရစ်ကကြတော့အနည်းငယ်လေးရှိရတယ်ဗတ်စာပန်သူရက်ဆဲကိုကြော်ပြီးပါတယ်ဗတ်စာပန်သူလိုက်တော့မယ်လိုက်တော့မယ်ဆိုပြီးတော့အချိန်မှဒီသူ့ရဲ့ဒီ engineer ရဲ့လမ်းပြောတယ်မင်းဒါဒီ attack light လောက်ရအောင်ပဲဗောနော်အဲ့လိုလမ်းပြောတဲ့အချိန်မှာမှာတကယ်ဟာတာကြီးဖြစ်တယ်အဲ့လိုတိုက်ခိုက်ခိုင်းတော့မှ gap ကပိုပြီးကွာလာတယ်ကွာလာတယ်ဒီအပတ်တိုင်းအပတ်တိုင်းမှာ versa ban အရှိ အပတ်တရှိရပတ်တရျော့ျော့ပြီးတော့မောင်းပြသွားတယ်။ first lap first lap တစ်ခုပြီးတစ်ခုတင်သွားတယ်။ပိုးပိုဝေးသွားရင်တော့ဆုံးအချိန်မှာတော့16 second နဲ့ first lap ကအနိုင်ရရှိသွားတယ်။ဒါကတော့နည်းနည်းလေး ionic ဖြစ်တယ်ပေါ့နော်။ဘလိုပဲဖြစ်ဖြစ်ဒီပွဲကမနိုင်နိုင်တဲ့အနေအထားမှာရှိနေတာပါ။ဒီ Oscar Piastri အနေနဲ့ first lap ကွာခြားထားတာမှုကို live မိနိုင်ဖို့မရှိဘူး။မရှိတဲ့အနေအထားမှာတော့ဘယ်လိုမျိုးသူတို့ကအတက်လို့ဝင်ကျင်ညာမောင်းခတ်လိုက်ပြီးတကယ်အတက်လိုက်လို့တဲ့အချိန်မှာပို့ပြီးတော့ဝေးသွားတာကတော့အနည်းငယ်လေး ionic ဖြစ်တယ်။ပြီးတော့ဒီ McLaren ကားလေးကြီးမှာ အဲပြဿနာနည်းနည်းလေးရှိရလို့ဟိုပြောရမယ်လောကအဓိကအကောင်းဆုံးကားဖြစ်နေစေပါပဲဒါပေမဲ့ဒီဘွဲမှာတော့သူတို့ဒီ free practice တွေမှာလုံလောက်တဲ့ runs တွေအပြူနိုင်ခဲ့ဘူးပေါ့နော်သူတို့မှမဟုတ်ပေါ့အားလုံးလည်းမယူနိုင်ခဲ့ဘူးဒါပေမဲ့ဒီလိုအခြေအနေမှာတုံ့ပြန်တဲ့အခါမှာခုနလို differences တွေတွေရှိလာတာဖြစ်ပါတယ်အဲ့တော့ disqualify အကြောင်းကိုလည်းကျွန်တော်တို့သိကြပေါ့ဆက်ကလည်းမယ်အဲ့တော့ disqualify မှာဘာဖြစ်ခဲ့တာလဲပေါ့နော်ဘာဖြစ်လို့ disqualify ဖြစ်ခဲ့ရလဲ disqualify မဖြစ်ဘူးဆိုရင် သူဘာသူဗက်စတာဘန်အဆင့်1မကလို့0ပဲရရအဲ့အရှိမရှိတဲ့ဟာပဲရရသူကအမှတ်ကဘယ်လောက်မှမကွာဘူးလေအခုအဆင့်1က25မဲ့ဆိုတော့အဆင့်2ဒီလန်ဒိုနော်ရစ်က18မဲ့9မှတ်ပဲပို့ပြီးတော့ကတ်အောင်လုပ်နိုင်မှာဖြစ်တယ်ဒါပေမဲ့အခု0ဖြစ်သွားတဲ့အတွက်အများကြီးကတ်လာတယ်52မှတ်အကွာနေ24မှတ်အကွာအထိရောက်ရှိလာပြီပေါ့နော်အဲဒါကလည်းလည်းကြောက်ဖို့ကောင်းတယ်အဲ့တော့ဘာဖြစ်သွားခဲ့ရလဲ ဒါကရည်ရွယ်ပြီးလုပ်တဲ့ foul တော့မဟုတ်ဘူးဒါပေမဲ့မထင်မှတ်ပင်နဲ့ဖြစ်သွားခဲ့တာဖြစ်တယ်အဲ့တော့ဒီစီးမြင်ကို plank ware လို့ခေါ်တယ်ပေါ့နော်အဲ့တော့ plank ဆိုတာကဒီကားရဲ့အရှင်းနဲ့နောက်ထဲမှာဒီထည့်တာကားရဲ့အောက်မှာထည့်တာသားပြားလို့ဥစ္စာမျိုးသူကဘာလုပ်တာလဲဆိုတော့ဘာမှလုပ်တာမဟုတ်ဘူးဒီအသင်းတွေကိုတိုင်းတာလဲပြည်တယ်လို့ပဲအောက်ကိုအများကြီးဖိပြီးတော့ဒီ ground walk ကို ground force တလိုမျိုးအများကြီးဝတ်အောင်မလုပ်ထားအောင်လုပ်လို့ရတယ်လုပ်လို့မရဘူးအဲ့ရရဲ့အထူက10 mm ရှိတယ် 10 mm ရဲ့သူ့ရဲ့ tolerance ကစီးမြင်းထဲမှာပါတာ9 mm 10 mm နဲ့9 mm အထိစားသွား권ရှိတယ်ကားကြီးကဝတ်တဲ့အတွက်အရန်ဝတ်အောင်လုပ်ထားတယ်ဒါပေမဲ့အဲ့လိုဝတ်တဲ့အခါမှာဒီအောက်ကိုထိတာပေါ့နော်ထိတဲ့အခါမှာပုတ်မိတယ်ပေါ့အဲ့တော့ပုတ်မိရင်လည်းဝဲဖြစ်ခြင်းအဲ့လိုဝဲဖြစ်ခြင်းက1 mm tolerance ပေးထားတယ်ဒါပေမဲ့အဲ့1 mm 0.1 mm ထက်လျော့လို့ဘာမှ excuse မရှိဘူးဘလိုနည်းနဲ့ပဲလျော့လျော့လျော့တာလေ ဖက်နတီအဲဒါကစီးမြင်းပေါ့နော်အဲ့တော့ဒီဥစ္စာမှာလေသူတို့လန်ဒိုနိုရစ်တို့ဖြစ်ခဲ့တဲ့အဲဒီရော့မှုပေါ့နော်ရော့မှုကအဲအရန်အရန်ကိုနေတယ်လန်ဒိုနိုရစ်ဆိုရင်ဒီအရှိအရှိညာဘက်အရှိက0.12အဲ့ဒါလေးပဲရော့တာ0.12 mm ပြီးတော့ဒီညာဘက်အနောက်သူက0.07 mm အဲ့ဒါပဲရော့တာ Oscar PS3 ကကြတော့ဒီ0.26နဲ့0.1 အဲ့ဒါကညာဘက်ချမ်းမှာအဲ့လိုဖြစ်ခဲ့တယ်ပြီးတော့ဒီဘယ်ဘက်အရှိမှာသူက0.04ဖြစ်ခဲ့တယ်မီလီမီတာနော်အဲ့တော့ကျွန်တော်ခုပြောသွားမီလီမီတာအားလုံးကမီလီမီတာလေးပဲအဲ့မီလီမီတာမှာမှ0.04တော့0.1တော့အဲ့လို PC ပေါက်စအနေထားလေးတွေလုံးဝပပလေးပဲဖြစ်တာဒါပေမဲ့စီမင်းရစီမင်းမယ် F1 ရစီမင်းကတော့ဒါမရဘူးပေါ့နော်အဲ့တော့ဒီအခုမှဖြစ်တာမဟုတ်ဘူးဒီလိုမျိုး double double disqualify တော့မဟုတ်ဘူး ဒီ US Grand Prix မှာပဲ2023တော့ငါ disqualify ဖြစ်ခဲ့တယ်။ Hamilton ဖြစ်ခဲ့တယ်။ Leclerc ဖြစ်ခဲ့တယ်။ပြီးတော့ဒီနှစ်ထဲမှာပဲဒီ Ferrari နှစ်စီးပေါ့နော် disqualify ဖြစ်ခဲ့တယ်။တရုတ်တရုတ် Grand Prix မှာ disqualify ဖြစ်ခဲ့တာကအဲ Ferrari နှစ်စီးလောနှစ်စီးလုံးကတော့ဟိုဟာမဟုတ်ဘူး။အခုလိုမျိုး wear မဟုတ်ဘူး။ Hamilton ကြီးကတော့ဒါဝဲဖြစ်ခဲ့တယ်ဗောနော်အဲ့တော့အဲ့တော့ Hamilton က8.5 mm အထိပါသွားခဲ့တယ်8.6 mm အထိပါသွားခဲ့တယ် အဲ့ဒီဖြစ်ရပေါ့နော်ဒါကြီးကအရန်ပါသွားတယ်ဒီခုန tolerance ကို0.4လောက်ထိကျော့သွားတာဒါကြီးကကြီးမာတယ်ပေါ့နော်အဲ့တော့အဲ့ဒီကြီးမာတဲ့ဖြစ်ရကိုဒီတာတာကတည်ပြီးတော့ McLaren အသင်းကစောတာကတက်တယ်ပေါ့နော်ဒီ F1 ရဲ့ steward တွေဒီတာဝန်ရှိသူတွေစောတာကတက်တယ်ဒါပေမဲ့ F1 ကဒါကိုလက်ခံချင်မရှိဘူးလုံလောက် mitigation လုပ်ဖို့အတွက်ဒါလုံလောက်တဲ့ evidence မဟုတ်ဘူးလို့သူတို့ကသတ်မှတ်ခဲ့ဒါကြောင့်မလို့စိတ်မကောင်းစွာပဲဒါက disqualify သူစီမြင် မှာ disqualify လောက်ရမယ်ဆိုတဲ့ penalty တတ်မှတ်ထားတာဖြစ်တော့ဖြစ်သွားတယ်ပေါ့နော်။ဒါကို shortcut ပေးဖို့လေအဲဒီ escape land ချောင်းမရှိခဲ့ဘူး။အဲ့ဒီအတွက်ဒီပြစ်လန်ချမှတ်ခံခဲ့ရတယ်။ McLaren ကတော့ဒါခေါင်းမိတောက်သွားခဲ့တယ်ပေါ့နော်။သူတို့ဘာဖြစ်လို့ဒါကိုဖြစ်ရတယ်လဲဆိုတော့ free practice တွေမှာသူတို့ဒီ free practice 2 rough lap ဖြစ်ခဲ့တဲ့အတွက်တူသွားတယ်ပေါ့နော် free practice လေ့ကျင့်တဲ့အချိန်။ပြီးတော့ free practice 3ကဆိုးဆုတ်ခဲ့တယ်။အဲ့တော့ဒီပြဿနာတွေရှိတယ်ပြီးတော့ qualifying လည်းဆိုးဆုတ်ခဲ့တယ်။အဲ့တော့ဒီ ကားရဲ့ကွင်းကို runs နေတဲ့အချိန်မှာဖြစ်လာမဲ့အရာတွေဒီကားရဲ့ဖြစ်နိုင်တဲ့ဒီ minimum height maximum ride height ဒီအနေအထားတွေကိုတွက်ဆတဲ့နေရာမှာတွက်ချက်ပုံလိုအပ်ချက်ရှိသွားခဲ့တယ်ပေါ့နော်ရှိသွားခဲ့ပြီးတော့ဒီပြဿနာတက်ခဲ့တယ်ဘာလို့ဒီကအရေးကြီးလဲဆိုတော့ကားတွေကဒီ down force ပေါ့နော်ဒီကွင်းဆိုရင်ဒါ low down force low down force ဖြစ်အောင်ဆင်ရတယ် low down force ဆိုတာက down force ဆိုတာကအပေါ်ကဖိတာကားကဝင့်နေအောင်ဖိတာအဲ့ဒါကိုဆင်ရတယ်ဆင်ဆင်တော့မှ ဘာအရေးကြီးလဲဆိုတော့အဲ့လို low down force အောက်ကိုဖိဖိရဲ့အားနေရင်ဖိရအများရင်ကာဂရစ်ပိုကောင်းတယ်ကုတ်အားပိုကောင်းတယ်ဖိရအားနေရင်ဘာအားအားကောင်းလဲဆိုတော့သူက straight line တွေမှာအရင်မြန်တယ်အဲ့တော့ဒီအား straight line များရတဲ့အတွက်အဲ့လိုအရင်မြန်အောင်စင်ကြရတယ်မခိုင်တဲ့စင်းတဲ့မဟုတ်အားလုံးအဲ့လိုပဲစင်တာအဲ့နေရာမှာမှခုနနည်းနည်းလေးကွာခြားချက်ကတကယ်လို့ဒီတော့ဘွဲရလက်90ရှိတယ်ကျွန်တော်တို့ဒီ McLaren ရဲ့ခုန340နှုန်းနဲ့တွက်လိုက်မယ်ဆိုရင် ကားဟာဘယ်နဲ့စက္ကန့်ပုံမြင်နိုင်လဲဆိုတော့0.25စက္ကန့်လောက်ကနေ1စက္ကန့်လောက်ထိပုံမြင်နိုင်တယ်အဲ့တော့ဒီဟာကအဆင့်နေအများကြီးချိန်သွားနိုင်တဲ့ပမာဏဖြစ်တယ်ဒါကြောင့်မလို့အပြည့်ရှိရပါတော့ဘာလို့အပြည့်ရှိရလဲဆိုတော့0.00ဆိုတဲ့ဟာလေးကဘာလို့အပြည့်ရှိရလဲဆိုတော့ခုနလိုမျိုးဖြစ်နိုင်တယ်ဒါကျွန်တော်အတိအကျတွက်ထားတာမဟုတ်စိတ်မန်းနဲ့ပြောပြတာပေါ့နော်အဲ့တော့တွက်ကြည့်ကြည့်လို့တော့ရတယ်ပေါ့လေအဲ့လိုအနေထားမျိုးအဲ့လိုတက်ရောက်မှုမျိုးရှိတယ်ဒါကြောင့်မလို့ဒီ အဲဒီတက်ရောက်မှုထိသွားတာပေါ့လေမက်ခလာရင်အသင်းကကြာတော့သူတို့ကပြောခဲ့တယ် proposing problem proposing ဆိုတာကခုံလာပေါ့နော်ပုံမှန်ထက်ပိုပြီးတော့ဒီလှုပ်ရှားခဲ့ပြီးအောက်ကိုပိုထိခဲ့တယ်ဆိုပြီးတော့သူတို့ကပြောတယ်ပေါ့နော်ဒါပေမဲ့သူတို့လည်းမတက်နိုင်ဘူး FI ဘက်ကရော formula 1ဘက်ကရောဒါက unintentional ဒီမက်ခလာရင်ဘက်ကရော unintentional မရည်ရထားတဲ့ပြဿနာဖြစ်ခဲ့တယ်ပေါ့နော်မရည်ရွယ်ပြီးလောက်တာတော့မဟုတ်ဘူးဒါပေမဲ့လည်းစီမင်းရစီမင်းပဲဖြစ်သွားတာပေါ့နော်အဲ့တော့ proposing ဖြစ်တယ်ဆိုတာက တကယ်တော့ဒီအခု2025မှာ proposal အလောက်မဖြစ်တော့2020တောင်ဆိုရင်အရင်ဖြစ်တယ်2020 rule regulation change အပြီးမှာဖြစ်တာပေါ့နော်အဲ့တော့ဘာလို့ proposal ဖြစ်လဲဆိုတော့ venturi tan တဲ့ရှိတယ်ကားရဲ့အောက်မှာအဲ့အဲ့လဲကိုဒီရှေ့ရကားဒီလိုမောင်းနေရှေ့ရဒီလေရအဲ့ကားအောက်တရားဝင်လာတယ်ပေါ့နော်လေရဝင်လာပြီအဲ့ခုနအောက်မှာအဲ့လိုအခုံးလေးရောက်တယ်ကားကဝင်သွားလာပေါ့အဲ့တော့အဲ့မှာလေဘိုင်းဆိုင်ရာမဒီလေအဲ့လိုလှုပ်ထားတာဘာဖြစ်လို့လဲဆိုတော့အဲ့ကားအောက်ကနေကားကိုဒီလိုမျိုး section အထက်ကိုဆုတ်ထားအောင်လို့ စုတ်ထားကားပို့ပြီးတော့ညင်အောင်လို့လှုပ်ထားတာအဲ့ session ကနေမှာအဲ့လေဝင်နေဝင်ပြီးကားနောက်က diffuser ကနေ dirty air ပြန်ထွက်တယ်အဲ့တော့ dirty air ထွက်တာကလေနောက်ကားကိုအရင်တော့က setup ကနောက်ကားကိုတက်တက်မှန်အောင်လုပ်တဲ့ setup အခု setup ကအပေါ်ရှန်ထွက်သွားတယ်အဲ့တော့ dirty air ထိတာနေတယ် dirty air ထိတာနေတဲ့အတွက်နောက်ကားကဒီရှေ့ကားကိုအနည်းဆုံးကတ်လိုက်နိုင်တယ်ကြော်တက်မှုတွေပိုပြုတ်လွတ်နိုင်မှာဖြစ်တယ်အဲ့ဒီရွယ်ချက်အတွက်လှုပ်ထားတာအဲ့အားကြောင့်ခုနလိုမျိုးဖြစ်တယ်ပေါ့နော်ဖြစ်တဲ့အခါမှာအခုကကြတော့ ဒီအောက်မှာထည့်ထားတဲ့ blank အဲ blank မှာသူတို့ဒီပြဿနာဖြစ်ခဲ့တာဗောနော်သူတို့ဒီပွဲရဲ့စင်ထားတဲ့ပုံစံကြောင့်စင်ထားတဲ့ပုံစံကြောင့်မှာသူတို့တွက်ချက်တာအနည်းငယ်လေးလွဲသွားတဲ့အတွက်လွဲသွားတာမဟုတ်လိုအပ်ချက်ရှိသွားဗောနော်လိုအပ်ချက်ရှိသွားတဲ့အတွက်အခုလိုမျိုးနှစ်ခုနှစ်ယောက်စလုံးဘဲဦးနဲ့ဒီပွဲကိုအဆုံးတက်လိုက်တယ်အဲ့တော့ title risk ကတော့ပုံပြီးစိတ်ဝင်စားဖို့ကောင်းလာတယ် formula 1ရဲ့အခုယာတီသိမ်းငံဒီပွဲ summer break ပြီးပြန်လာတဲ့ပွဲအကုန်လုံးကပွဲတိုင်းပွဲတိုင်းမှာ dramatic ဖြစ်ရတဲ့နေကြီးပဲစိတ်ဝင်စားဖို့ကောင်းနေခဲ့တယ် max verstappen က အမှတ်100လောက်กว่าနေတယ်104မှာกว่าနေရဲ့အနေထားကနေအခု Oscar PSG နဲ့အမှတ်2အောင်အထိလိုက်လာခဲ့ပြီဒီပွဲမှာလည်းသူ့ရဲ့လုံးဝ master မောင်းနေမှုတွေကျွန်တော်တို့တွေ့ရတယ်တခြားသောကစားသမားတွေနဲ့အတိမပြူရမှာ Russell ကိုလည်းကျွန်တော်တို့အတိမပြူလို့ရတယ် Antonelli ကတော့ Asian ကောင်းခဲ့တယ် Leclerc လည်းမစိုးတော့မစိုးဒါပေမဲ့ကားကမကောင်းဘောနော်ကားကမကောင်းတဲ့အတွက်သူတော်တော်လေးကိုအရန်အသေးအံမောင်းခဲ့ရတာဟုတ်တာတွေ့မြင်ရတယ်ဘောနော်ပြီးတော့ Isaac Hatcher တို့အစားရှိတဲ့ပြင် နောက်ပိုင်းမှာတော့ဒီပုံပုံမှန်လေးတွေပဲဒါပေမဲ့ဒီပွဲရဲ့အကြီးမားဆုံး highlight ကတော့ခုနမက်ကလာရင်နှစ်သင်းအမက်ကလာရင်နှစ်စီးပြီးတော့သူတို့ဖြစ်ခဲ့တဲ့ disqualify ပြီးတော့ဒီ Max Verstappen ရဲ့ပိုးဆွဲခဲ့ခြင်းဖြစ်ပါတယ်။နောက်ပွဲနှစ်ပွဲပဲကျန်တော့လည်းအရင်စိတ်ဝင်စားဖို့ကောင်းတဲ့အနေအထားကိုရောက်ရှိနေပြီ။အဲ့တော့ကျွန်တော်တို့ဆက်လက်ဆောင်ကျူတာမှာဖြစ်ပြီးတော့ Soccer House ကနေလေအခု Grand Prix Review အစီအစဉ်ကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကြည့်ရှုအားပေးခဲ့တဲ့အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ပါမယ်ခင်ဗျာ။